နေဆက်ဒေတာမှာမြို့မြိုင်းမိုင်းများရှင်းလင်းနေမှုကိုဆိုင်းငယ်ရန်ကမ္ဘောဒီးယားကထိုင်းရဲ့အမှတ်၁စစ်ဒေတာကိုအော်တိုဘလ၁၀ရက်ကစတဆောင်ရေးသားပေးပို့ပြီးတောင်းဆိုခဲ့တယ်လို့ The Nation Thailand သတင်းမှာဖော်ပြထားပါတယ်။နောင်ချမ်းနဲ့နောင်ယာ KO နေဆက်ကြေးရများမှာမြို့မြိုင်းမိုင်းများရှင်းလင်းနေမှုဟာအထွေထွေနေဆက်ရေးရကော်မတီသဘောတူညီချက်ရဲ့ဆိုလိုရင်းနဲ့ကန့်ညီမှုမရှိကြောင်းနဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုထိပ်သီးအနာပိုင်များကချမှတ်ရမှာဖြစ်ကြောင်းကမ္ဘောဒီးယားရဲ့ပေးစာထဲမှာရေးသားခဲ့လို့ဆိုပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီး Thihasafu အန်ကတ်ကောကမှကမ္ဘောဒီးယားနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်ထိုင်းနိုင်ငံဘက်မှသတ်မှတ်ချက်၄ခုကိုထပ်လောင်းပြောဆိုခဲ့ပါသည်။အော်တိုဘလဆယ်ရက်ကစာဂီအိုပြည်နယ်ဘန်နောင်ချမ်းနယ်ဘန်နောင်ယာကီအိုကျေးရွာများမှာမြေမြုံမိုင်းများရှင်းလင်းတဲ့လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားရဲ့အမှတ်57ချေလင်းတရင်ကိုထိုင်းမှတ်၁စစ်တေသစစ်စင်ရေးစင်တာကရှင်းလင်းတင်ပြထားတဲ့တရားဝင်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီးတဲ့နောက်ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်သေးဟာအွန်လိုင်းမှာအာရုံစိုက်မှုကိုရရှိခဲ့ပါသည်။ ထိုင်းတော်ဝင်ကြီးတဲ့ရဲ့တရားဝင် Facebook စာမျက်နှာမှာမို့ဘန်နောင်ချန်နေဘန်နောင်ယာ KO တို့ဟာထိုင်းရဲ့ချုပ်ချာအာဏာအောက်မှာရှိကြောင်းရေးသားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံကိုမြေမြုံပိုင်းများရှင်းလင်းနေမှုကိုဆိုင်းငံ့ပြီးရန်တောင်းဆိုထားတဲ့စာတစောင်ပေးပို့ခဲ့ပြီးတဲ့နောက်ထိုင်းတော်ဝင်ကြီးတဲ့ရဲ့ Facebook post ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီ post ကြောင့်ထိုင်းနိုင်ငံရဲ့ internet အသုံးပြုသူများကြားမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့ပြီးမှတ်ချက်ပေးသူများရှိခဲ့ပါတယ်။ငါတို့ပိုင်းနဲ့မြေပေါ်မှာငါတို့ကဘာလို့ခွင့်ပြုချက်တောင်းရမှာလဲ။ စစ်တပ်ကအရေးယူပေးရပါမယ်။ဒါကထိုင်းရဲ့မြေပါ။ကမ္ဘောဒီးယားရဲ့တောင်ဆိုချက်ကိုသာထိုင်းကသဘောတူလိုက်မယ်ဆိုရင်တော့ပွဲကပြီးသွားပြီ။အဆရှိတဲ့မှတ်ချက်များကိုမြင်တွေ့ရပါတယ်။ထိုင်းရဲ့အင်တာနက်အသုံးပြုသူအများစုကကမ္ဘောဒီးယားရဲ့တောင်းဆိုမှုကိုထိုင်းရဲ့ချုပ်ချာအာဏာအတွက်စိန်ခေါ်မှုဖြစ်ရှုမြင်ခဲ့ကြပါသည်။အဲဒီချိန်တော့တွင်ထိုင်းနိုင်ငံသားရေးဝန်ကြီးတီဟာဆက်ကအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာ ထိုင်းကမ္ဘောဒီးယားနယ်စပ်အရေးကိုဂျောင်းဝင်ဆစ်ဆက်ပေးလိုတဲ့ဆန္ဒကိုဖော်ပြထားတဲ့ဗေးစာတစောင်းကိုထိုင်းဝန်ကြီးချုပ်အနူတင်ချမ်ပီယာကူထံပေးပို့ခဲ့ကြောင်းအော်တိုဘားလဆက်ရက်ကအစိုးရအင်တော်မှသတင်းတောက်များကိုပြောကြားခဲ့ပါသည်ထနိုင်ငယ်ဟာအဆိုပါအထုတ်ကျိုးပဲမှုများကိုကြိုးဆိုကြောင်းဒါပေမဲ့ဘလို့သဘောတူညီမှုမဆိုဟာထနိုင်ငယ်ဘက်ကတတ်မှတ်ထားတဲ့အချက်လေးချက်ကိုလေးစားရမှာဖြစ်ကြောင်းတိဟဆက်ကပြောကြားခဲ့ပါတယ်။ထနိုင်ငယ်ကတတ်မှတ်ထားတဲ့အချက်လေးချက်မှာ ထိုင်းပြည်သူများရဲ့ဘေးကင်းလုံခြုံရေးကိုစိတ်ချတည်ချစေရန်အတွက်လက်နက်ကြီးများကိုရုပ်သိမ်းရန်မြေမြုံမိုင်းများကိုဖိရှားရှင်းလင်းရန်နေဆက်ဖြတ်ကျော်ကြားဖြတ်များကိုတိုက်ဖြတ်ရန်နှင့်ထိုင်းနိုင်ငံအတွင်းဒူးကျော်ဝင်ရောက်ခဲ့တဲ့ကမ္ဘောဒီးယားခြေကျနေထိုင်သူများအရေးကိုစီမံခန့်ခွဲရန်အစရှိတဲ့ချက်များဖြစ်ပါသည်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားကီလိုမီတာ800ကျော်အရှိရှိတဲ့နေဆက်ချင်းတိဆက်နေပြီးအဲ့ဒီနေဆက်စီးမှာနေမြေပိုင်ဆိုင်မှုများအငင်းပွားနေပါသည်။